မင်္ဂလာပါ Listener Heaven Audio Book Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီကမှာတော့1955ခုနှစ်ဒီဇင်ဘာလထုတ်သွေးတောက်မဲကစင်းကဆရာစင်ပြကျွန်းအောင်သိန်းဟေးသားထားတဲ့စောင်းကဗလာ ဆိုတဲ့ဝတ္ထုတူကိုဖတ်ပြမှာပဲဖြစ်ပါတယ်စောင်းကဗလာကောက်ရဲ့ပြီးဒီမှာ၃ရက်ပင်ကြာပြီးဖြစ်တော့လေအကူသမားမရသေးသောကြောင့်ယနေ့မှာကောက်လိုင်းစီရန်ကိုစေးရိုးတို့တာပါရောက်လာကြသည် လက်စားသမား၄ယောက်နဲ့ပူဆေးရိုးတို့တားဖောက်မှာလဲထိတ်မှညောင်မင်းကြီးခြေရင်တွင် ခက်ကြဲကြဲသွမ်းမိုးနေသေးသည်အမောင်သူများယော်နေသွားခြင်းကိုစောင့်စားရင်းမီးလုံနေကြသည်။ကောက်ရဲပြီးလင်ပြီးချင်းဒဏ္ဍာရင်ပြီးသလောက်ပြီးသလောက်ကိုတယောက်အားနဲ့စီးနောင်နေလည်းဖြစ်ပါ၏။ဤသို့ဒဏ္ဍာစီးပြီးသွားသောကောက်လိုက်များကိုညာအိပ်၍မစောင့်နိုင်ပါကတကိုးကိုထုတ်၍ပိုး၍ပေးသည်နှင့်သာ တူးကြိတ်မီယခုပင် ညာတိုင်းညာတိုင်းမျက်နှာဒီအထိလက်ထဲတွင်လာရောက်မီးဖို့အတန်ပြုတ်ပြီးတကောင်လောက်ကြာမှအိမ်ပြန်လာရသည်ပါဆေးရဲချင်းကြီးတစ်မျိုးဖြစ်နေလေပြီမစည်းရသေးသောကောက်ပြက်များကိုပင်ဒီမျှလာရောက်စောင့်ရှောက်နေရသည်ကစီးပြီးသွားလျင်ညာလုံးပေါက်လာရောက်စောင့်ရပေတော့မည်ဒီလိုလာရောက်စောင့်ရှောက်ရအောင်ကလည်းသားကလေးပါငင်းကအချားလင်များတွင် ကောင်းလိုင်းလက်စားတိုက်လိုက်နေရသဖြင့်မအားလက် ိပ်ပြက်ခံပြီးတော့လဲကိုစေးရုံးနဲ့လိုက်ပြီးမအိနိုင်ကြီးမကြီးတန်းနဲ့ကြောစိန်ကိုအဖို့ခေါ်ပြီးအိရအောင်ကလည်းမိမသားတွေမှမသိကိုစေးရုံးတယောက်တည်းလဲစောက်အိမ်မီဆိုပါကလည်းလူစိုးများစီကောင်းနေတော့ကြောင်းမယားနဲ့ခလေးတွေကိုကစိတ်မချမလွတ်ကြရန်သူဆိုတာကြိုးပါတာမဟုတ်ဘူးတော်ကမမုန်းဝင်မဲတော့ကိုမုန်းနေလူကမုန်းကျင်မုန်းနေမှာပြီးတော့တော်ကလည်းတညာလုံးမအိပ်ပဲထိုင်ဆောင်နေနိုင်မှာမဟုတ်ဘူးအိပ်ပျော်နေတော့မှလာပြီးတက်သွားရင်ဘယ်နဲ့လုံးမလဲ အမလေးကြီးတန်ရာကိုကောင်းရင်ခေါင်းဘယ်မှမရွေ့ပါဘူးဟာကိုကမှမေတ္တာမပြတ်ဖဲနဲ့ကို့ကိုဘသူဟာမောပါမှာလဲတော့လို့သာဖះလောင်းနေကြီးဆိုရင်တော့ရွာရိုးတောင်စုခတ်ဖို့မလိုဘူးနွားတင်းငုံထဲမှာလဲစောက်အိတ်ဖို့မလိုဟုတ်တယ်ဖေရပြန်ပေးဆွဲသွားရင်ဘယ်နဲ့လုံးမလဲပြန်ပေးကလည်းတောင်းလိုက်ရင်တထောင်နှစ်ထောင်မှတောင်းတာကျုပ်တို့မှရှိသည်များကိုရောင်းပြတောင်းမှ900ထက်ပိုရမှာမဟုတ်ဘူးအဖေကိုပြန်ပေးဆွဲသွားရင်ဘာနဲ့ရွေးမလဲ ဟုတ်ပါတယ်ဖေယာဘာမှမစည်းရသေးပဲနဲ့ခိုးလေနေနေပပပဲခိုးမှာပါတော့မပြီးပါနဲ့ကောက်ရည်ဗီဇာကတယောက်တည်းစောင့်အိပ်ပြီးလုပ်ခဲ့တော့ကြောင်းမယားနဲ့တားသမီးများကဝိုင်းဝန်းတားဆီးကြသဖြင့်တကောင်လောက်အထိသာလဲပြင်းတွင်နေခဲ့ရသည်ကိုစိရောစိတ်မချဆိုကလည်းဆိုလောက်ပါသည်လဲနွားနှင့်ခိုးနိုင်သူကလဲပြင်းတင်၍ခိုးပြီးလဲနွားမရှိကစောင်းကိုခင်းထားသည့်အပေါ်တွင်ကောက်ပြတ်များကိုခြေဖြင့်နင်းချွေကချွေပြီးသားစပိုင်းများကိုမှအိတ်ထဲထည့်ယူသော တခိုးဟူ၍နှမျိုးနှစားရှိပေသည်မြေမဲ့ရာမဲ့နှင့်တော်သွန်းဟော်ရမ်းသောယွာနီချုပ်ဆက်မှလယ်သမားများသာဖြစ်သည်ထို့ကြောင့်ကောက်ပြက်များတွေ့နိုင်သည်မှတွေ့နှင်စီရန်လက်စားလိုက်ရင်အောင်ဤတီးခံနေခဲ့ခြင်းကြောင့်အရာမရောက်သော အာတုံမှုကိုလည်းကိုစီယိုကချုပ်တီးထားခဲ့ရ၏ကောက်လိုင်းစီလက်စားရရန်ကိုစီယိုကကောက်လိုင်းစီလက်စားလိုက်နေပြီဘာငိန်ကောက်လိုင်းတိုက်လက်စားလိုက်နေရသည်ဂျောစိန်ကကောက်ရိတ်ခါဖာမိတင်မိစီရန် ောက်ရိတ်နိုင်နေတော့ဖြစ်သည်မကြီးတန်ကနွားဤဝေယဝစ္စနဲ့ချက်ပြုတ်ရေးကိုလုံပိုင်ရင်အချိန်ကုန်နေရရာယနေ့မနက်မှသာလက်စားရထားသောလူလေးယောက်နဲ့အတူရောက်လာကြခြင်းဖြစ်သည်ညနေနှင့်ညများတွင်တလင်းရှင်တလင်းကျော်တလင်းရေလောင်တလင်းခောက်ချင်းများကိုဂျိုကြားဂျိုကြားလှုပ်ထရာတလင်းကတော့အသင့်ဖြစ်သွားလိမ့်မည်ယနေ့ကောင်းလိုင်းစီပြီးနတ်ဖန်တွင်ကောင်းလိုင်းတိုက်ကြတော့မည်အချိန်မှာစောသေးသဖြင့်ညောင်မေအောက်တွင်မီးလုံရင်ကောင်းညင်းပေါင်းစားနေကြသည် ကောက်လိုင်းကိုမောတဲ့ချိန်မှစပြီးနေဝင်သည့်အထိစီးနိုင်လေအကောင်းဆုံးဖြစ်သည်သို့မှသာတညာလုံးကြာရောက်ဆူရွှဲနေသောနှင်းများကြောက်တွေ့သွားပြီခက်စောစောနှင်းရွှဲရွှဲကလေးနှင့်စီးလေစီးလို့ကတော့လက်သက်သာပါ၏သို့သောမချောက်သေးသောနှင်းများမှာအတွင်းပိုင်းသို့ရောက်သွားပြီးကောက်ရိုးတွေမှုတက်ပြီးအောက်ကုန်တော်မူပြီးရရှိမိစပားများကလည်းသုံးမရတော့သည့်အဖြစ်သို့စိုက်ရောက်တော်မူနှင်းမကြပဲမြေကြီးနှင့်ထိနေသောအပိုင်းမှာလည်းမြေဤအစိုးတဲ့ကြောင့်အစိုးပြန်နေရာ သူ့ကိုအတွင်းဘက်မှာထားပြီးစီးရန်လဲမဖြစ်နိုင်ရင်ဘနဲ့လက်ဟိထုံးကေတီးစားကကိုစဘာပေးမလားငွေပဲပေးမလားကိုတာမောင်က ကောင်းချင်းပေါင်းတဲ့သူနှဲနှောင်းကိုဖြူရင်ပေးလိုက်ရကျုပ်တော့ငွေပဲတွားပို့မယ်ဗျစဘာကိုတွားပို့ရင်နွားရောလူရောပင်မအောင်မယ်ဗျငွေဆိုရင်အေးအေးစစ်စစ်နဲ့ဝင်လဲကျင်းတာပေါ့ဗျာကိုထုံးကေကကောင်းချင်းကိုစုပ်ရင်ပေးလိုက်ရကိုစေယူကနေပါဦးကွာငွေစိုးလို့ပြောရအောင်မယ် မင်းငွေကဘဲကရမှာတော့စဘာကိုဘသူကဝယ်မှာတော့ကွာအိုးတေခတ်ပါကလာကိုစေးယူဟာအစိုးရစဘာတိုင်နဲ့မြို့ဘကဆန်ဆက်တွေရှိသားပဲဗျသူတို့ကဝယ်မှာပေါ့အင်းဝယ်ပါလိမ့်မယ်မင်းစိတ်ချနေဆန်ဆက်တွေကအစိုးရပေးတဲ့ဈေးကိုပေးမလားစဘာမတန်ဘူးဆိုတယ်မလှဘူးနဲ့ဈေးချတာကိုမနစ်တုံးကမင်းခံခဲ့ရပြီမဟုတ်လားအစိုးရစဘာတိုင်ကတော့ဆန်ဆက်တွေလိုကြီးမမြပါပဲသူလဲဒီလေးအားလေးဆွဲတာပဲကွာ ငွေကိုတက်လာသေးသေးတက်လာဆန်းဆန်းစောင့်နေရတာနဲ့ပဲကိုထိုးခင်အပြေကိုကိုသားတိုက်ကမိကရွယ်ကစက်ကျင်ပေပြက်လိုက်ရဒီနှစ်တော့ဟုတ်မယ်မထင်ပါဘူးဗျာဆန်ဆက်ဒီကညစ်ပတ်ရင်တော့အစိုးရစဘာတိုင်ကိုတွားရမှာပဲမနစ်တုံးကနဲ့ဒီနှစ်လဲတူမှာမဟုတ်ပါဘူးဗျထိုကဲ့သို့ကိုလှဖေးကပြောလိုက်ပြန်၏အတန်ကြာငြိမ်သက်နေပြီးမှကိုစီယိုကစားလက်စကောင်းချင်းကိုလက်စားတက်လိုက်ပြီးကိုသားမောင်ခမည်းလည်းဘနဲ့နေလဲ မပြောပါနဲ့တော့မောင်စည်းယူရ15ရောက်ဆိုင်လေကြီးမှာပိုးတွေကြလို့စိတ်ပြက်ရတဲ့အထက်မှာပစုံလေးကညှက်လိုက်သေးတယ်ဗျာအေးဗျာကိုဘတဲ့ကလည်းဒီနှစ်တော့အကော်ပဲဟာဆိုပြီးတော့ပြိုးကင်းနေရလေးတွေချမ်းပြီးနှမ်းကျက်လိုက်တာမိုးကမလိုက်နဲ့ပွင့်နေတယ်ကတ်ကုန်ပါရောဗျာတခါကဗျာကရထုံပြီးစိုက်မယ်လို့ပြန်တော့ရောင်းရီကမလာပြန်ဘူးဗျာခွက်ခွက်ကိုလောတော့တာပဲညီးလိုက်တာလဲခြူတန်းကိုပါလို့ကိုစေးယူကလယ်နေချင်းကိုဘတဲ့ဤတနစ်တွက် ။တင်ကြီးမကြိုက်ဘူကို ပြန်ပြူးဝင်းကနေပြန်ကြီး။ငါလခွေးတယ်။သူများကိုပြောလို့မင်းလေကောဘလောက်များကောင်းလို့လဲ။ကိုသားတိုက်ကစလိတ်ကိုမီးတို့ရင်မှလှမ်းတဲ့၍ခြင်းလိုက်ရ။ကျုပ်လေလေဘလောက်ကောင်းနေတော့ဟုတ်မလဲဗျာ။ကို့ထက်ဆိုးတဲ့လူရှိနေတော့ဆိုးတဲ့လူကိုပဲငြုနာထားရတာပေါ့။ကျုပ်လေတဲ့နန်းကြီးကျုပ်။လေကောတွေကလှမ်းထွက်ထွက်ရတာပဲဗျ။လူရဝဲဆွဲဆိုတာလို့အကြီးထဲမှာကြွက်တွေကတမောက်ဗျ။ ကိုစီယိုကဘူတာတိုက်အမေကိုပြန်လှန်ကာကွယ်ရင်းသူ့၏ပြည့်ရက်ကိုတင်ပြလိုက်သည်။အင်းမိုးကမမှန်ရေကမလာနဲ့ကုတ်ကုတ်ကက်ကက်လှုပ်ရသမျှလေးကိုကြွတ်တူ စာတို့ကမျိုးပင်းစို့လိုက်ကြသေးတယ်။အေးလေဒါကြောင့်လဲလူလှုပ်စာမြေမှာတဝက်လို့စို့ထားတာပဲ။ကဲမောင်စီယိုရဲ့အချိန်တော်လောက်ပြီထင်ပါရဲ့ကွာစီးကြရအောင်။ဘူတာတိုက်ဤစောအော့ချက်ကိုထောက်ခံပြီးအလားလုံကြီးအပိုလေးများကိုကိုစီချုံ၍လဲကွာထဲသို့ဆင်းသွားကြတော့၏။ အချိန်မှာစုံကံဝင်ငင်းသာရှိသေးရာတွင်နေနိုင်နေမျိုးများဆိုင်းလျက်ပင်ရှိသေးပြီးတစ်ပင်အုံများတွင်ကမျိုးမောင်းပြာရီလျက်သာမှိုင်းနေ၏။တမြန်နေ့ကရိတ်ဖြတ်ထားခဲ့သောကောက်ပင်များပေါ်တွင်နှီးရည်လေးများကဆွဆူရွှဲလျက်ရှိနေသေးတော်လဲ။တိထက်နေမြင့်မှဆလေးလဲ။ယနေ့ဘီစီနိုင်တော့မည်မဟုတ်သောကြောင့်တကွက်နှစ်ကွက်ကိုတော့ဆူဆူနှင့်ပင်စီးရပေတော့မည်။ကောက်ပြက်၏အောက်မှခံထားသောဘွဲ့စနစ်ကိုတင်းနေအောင်ဆွဲပြီး ဒူးပေါ်သို့မတင်လိုက်ကဘေဘက်လက်မှကင်ထားသောအဆာကိုညာဘက်မှအဆာဖြင့်တပတ်ရစ်ပြီးလင်ဘေဘက်လက်မှအဆာကတပံပြန်ရစ်လျက်ချိုးချလိုက်ပြီးကောက်လိုက်အထုံးကိုအောက်ဘက်သို့လှည့်ထားလိုက်ခြင်းဖြင့်အစိုးပြန်နေသောအောက်ဘက်ကိုနေပူပြီးခြောက်သွေ့သွားစေရန်ဖြစ်ပေ၏ကိုစေးရိုးကောက်လိုက်စီအဖွဲမှာအလုဆပြီးဆိုကလေးကစကားမပြောပြန်နာခြင်းမရှိ တလိုက်ပြီးတလိုက်ကောက်ခါငင်ကစီးပြီးဘုံကနေပြစ်ချသွားသည်ပါ ကျွမ်းကျင်နိုင်နေပြီးသူများမို့မြန်လဲမြန်ကြည်ရွေလဲလှပေသည်တကြိတ်ဆိုင်လေတကွက်ကိုတခဏချင်းဖြင့်စီးပြီးသားဖြစ်သွားစေတော်သည် အမှန်ကလည်းနေမပူမီကာလတွင်တွတ်တွတ်ကလေးနှင်ပေးပါမှအလောက်ကတွင်နိုင်ပေသည်မောပန်းပြင်းနာကျင်ချင်းကလည်းမရှိသေးသောကြောင့်နှင်းသလောက်သွားတော်လဲအာအင်ယောပါမောပန်းလာသည့်အခါမှာစိတ်နှင့်ပါဇက်သားရှိပြီးလက်နှင့်ချီခါတို့ကမပါနိုင်ခါကတောက်နေပြီးရိုးပြတ်ထိုးပန်များသဖြင့် ခြေသလုံးကပူဆက်ပူလောင်ဖြစ်ကကျစ်စာခဲနဲ့ရိုးပြတ်ဆူထားသောခြေပေါ်ကညာရည်ညာရည်နင်းလာတော့၏လက်ဖွားမှကျိမ့်ဆက်ပြီးအထိမခံကြအောင်ရှိပြီးတရည်ရည်ဘုံးပန်ပွတ်တိုက်ပန်များသဖြင့်လက်ခွားနှင့်လက်ကောက်ဝက်ကအသက်နီလန်လာလိမ့်မည်ဒါကြောင့်ပင်အချိန်ရှိသကိုင်းလုံလားဆိုင်နေကြရသည်ဝါကောင်လာဝါစိုးလားလောက်ကဆိုင်သောလယ်နှင့်တရင်ကျလကုံကန်ကြီးမှဆိုင်သောလယ်များမှာတန်ဆွမ်းသောအပိုင် ချိနဲ့သောအပိုင်းဝေနှစ်ပိုင်းရှိလေသည်ဒီလိုစောစောချိန်မှာဆွဲရစီးရကြံတန်းသောကျင်းလယ်များကို စီးပြီးလက်ပန်းကြကာမှ ကုန်းလယ်များကို စီးရန်ဖြစ်သည်ဒါကလေးတွေကတို့ယုံပိယုံနှင့်ပြီးစီးနိုင်သည်မဟုတ်ပါလားဒါတောင်မှလက်ပန်းကြလာတော့မတက်သား၍သာလုပ်ရသည်မချီသောကိုခန္ဓာကိုစိတ်မှတင်း၍ဇွဲဖြင့်ထိန်းထားရတော်သည်တိရိတ်ချုံအတားစီးတို့နေပါသောမျောမစုံသည့်လယ်ကွင်းကြီးများတုံတုံတိုက်ခိုက်နေသော လေကရည်နာခြင်းမရှိကိုရင်းမှာခွန်အားများသည့်တီပီတီရဲ့ကုံခန်းခဲ့သည့်နှင့်အမျှမနက်က အပြေအကားတိတ်ထားသောကောင်းကြီးများမှလည်းယောပါကုံခန်းနေပြီ ဝင်းကဟာရွေ့ဟာရွေ့လာပြီး တိုက်ခတ်နေသော လေအေးကလေးကလည်းပူဆက်ဆက်ကြီးဖြစ်တော်ကပူပြင်းသော နေရောင်ခြည်ကလည်းကြောကိုပင်ဖောက်ထွင်းစူးဝင်လာတော်သည်ခါကလေးရွေလက်ကလည်းနှေးလာပြန်၏မယမနာလှုံရှားသည့်နှင့်အမျှစိတ်ယိုထွက်ကြလာသောချွေးများမှာ ကျွေးသည်ကျွေးပေါက်ဖြစ်မလာနိုင်တော့ပဲတဟူဟူတိုက်ခိုက်နေသောလေကြောင်းအသားပေါ်ဝဲချောက်ကက်သွားရပံများပြီးတကူလုံးမှာ စီးကက်ကက်ကြီးဖြစ်လာရတော့သည်ဟူစီယိုကတော့နေကိုမော့ကြည့်လိုက်ရောင်မင်းကြီးအနောက်ဘက်မြောင်းပေါ်မှာလူသွားလန်းလေးစီသူမျောကြည့်လိုက်နေပြားများနေလေသည်သူဤပယိုးမှာငေါနေပြီးနှက်ခမ်းနှစ်ခုမှာတဇက်ဇက်တုံနေ၍မျက်လုံးကပေမန်းနွဲ့နေခြင်းကိုမချစ်တည်းဖော်ပြနေ၏ ဟာ၍ဟောက်ပတ်ဖြစ်နေသောဝင်းကပူလောင်ချင်းပြင်းထန်လာလေသည်တရောင်စစ်နှစ်ခုလုံးမှာကောက်ပြက်မှမှိုတက်နေသောအခွန်တို့နှင့်ပုတ်တိုက်ဖန်များသဖြင့်မဲညစ်နေပေသည်ပြည်စိုးကုန်းတောင်ချောင်းမှာစိုးစားခေါလောင်ထိုးတန်ကြိုက်ရသည်မှာကြာတော့ပါပြီသမင်းပို့မကြီးတန်းကလည်းလာခဲလာသည်ဤတို့လည်းလဲတဆန်းဆန်းတငင်ငင်ငတ်မျောနေမိလေးလေးချက်နေသောဘိုက်ကဆာလာလေလေကြောမှနေကပို့၍ပူလာလေလေပြစ်လာသည်ဖြင့် ထမင်းကိုမေ့ပြက်လိုက်ရသည်ဥတာရိုက်တို့ထမင်းစာလှပြီလားဗျို့ဟေးမစာသေးပါဘူးကွာကောက်လိုင်းကိုဖုတ်ကနေပြစ်ချလိုက်ပြီးနောက်တစ်ခုလှမ်းကင်ရင်ကဥတာရိုက်ကပြေးပြလိုက်ရပြောတာပြောကြရတော့လဲဒီချိန်မှာတော့စာကြရှာရော်မီထုတ်ကဲ့သို့သောကိုချင်းစာတီးပြင်ကိုစေယိုကစိတ်မကောင်းနိုင်ပြီကိုကအလိုက်တီးရနှစ်သိမ့်နိုင်ရမြီမှာကိုဝင်တရားဖြစ်တော့ကြောင် ကဲဗျာသမင်းပို့မလာသေးလဲရောင်မရိတ်ပါနားကြရအောင်ဗျာနေကလည်းပူလာပါပြီထို့ကဲ့သို့အများကျေနပ်စီရန်ချစ်ဆောင်ပြောလိုက်ရ၏ကိုသားမောင်ကခါကို မက်ကနေဆက်လိုက်ပြီးအောင်မာမင်းကလှုပ်တဲ့သူတွေကမောမန်းမသိပူမန်းမသိလှုပ်နေတာကိုမင်းကပူသလေးနေမြင့်သလေးနဲ့လာပြီးစမနေနဲ့ကွာစာရင်စာတယ်ပြောမှာပေါ့ဟုတ်သားပဲဗျမောမောပန်းပန်းနဲ့သမင်းစားလိုက်ရင်ပိုက်လေးပြီးမလှုပ်ချင်မလှုပ်ချင်တော့ဘူးဗျာ တရင်တို့မှာထပြီးလှုပ်တော့လေတကူလုံးရိုက်ထားသလိုနာနေလို့ခရီးတွေမှာမဟုတ်ဘူးလှုပ်နိုင်တော့ကလှုပ်ထားရတာဒါမှခနေပြီးမှတကယ်ဗျာခမ ्या ကခုမှလဲဆင်းလှုပ်တဲ့မြေပိုင်ရှင်ကြနေတာပဲကိုထုံးခင်ကကိုစေးရိုးကို အားနိုင်ရအလိုက်တိရမလားဟုခနစင်တန်းရွေမှန်းလိုက်ပြီးရောင်းပေးပေးနတ်တတနဲ့လဲဆင်းလှုပ်ရရှာတော့မြေပိုင်ရှင်ကလေးများနေလေဆွဲอยู่ခိုင်းနိုင်လိုက်သည်ကိုထုံးခင်ခိုင်းနှက်လိုက်တော့မြေပိုင်ရှင်ကလေးများမှာ 73A ကမှာတေကမြအတိသာပိုင်ဆိုင်ကြသောဂုံးညံသမားရာသမားဥယင်သမားနှင့်ဂုံးတဲ့အသေးမွားလေးများသာဖြစ်ကြသည်အချို့ကဩဇာနာစာအဖြစ်ကျိုးသားဝယ်ယူထားကြခြင်းဖြစ်၏ခမရများမှာချစ်တီးနှင့်ဘေးရှင်ကြီးများလက်တွင်ရောက်ရှိနေသောဘိုးဘပိုင်လေကလေးများကိုမူးစုပဲစုနှင့်တနိုင်သမျှရွေးထုတ်ပိုင်ဆိုင်နေကြရရာငွေပင်ငွေရင်းကလည်းအားကိုးစရာမရှိဘေးရှင်ကြီးများကိုအစိုးရတည်ရာတွင် အစ်စ်ပါကြားညက်သောကြုံများအဖြစ်ဖြင့်ဂျွန်တရာလက်အောင်ခံရရပြီးမြေရှင်ကြီးငွေရှင်ကြီးများထံမှအတိုးကြီးဖြင့်ချင်းငါကလဲနွားတူတောင်း၍မလုတက်မကင်တက်နှင့်တရင်ငါငှားကလဲတဲ့စင်းကြရရလဲသမားများအဖို့မျက်စိနောက်เสียရည်စရာတနာเสียရတော်ဝါများအဖြစ်ကကလဲကလဲနှင့်လုတ်ကင်နေကြရသည်ငွေပင်ငွေရစ်တောင်းတင်းသောမြေရှင်ကြီးများကခေါင်းပေါင်းသာအထောင်မပြတ်သလောက်မြေရှင်ကလေးများမှာယူမလို့နှမ်းမလို့ပြစ်ကြရသည် ကိုစေယိုကသူ့မူလာအေရိယာမှာတဝက်ခွဲပေးလိုက်ရတော့သူ့လဲရှင်ကလေးကြီးထိုင်ကာယာထကာယာဘဝကိုတရရရမြင်ရောက်ရင်ပြုံးမိလိုက်သည်ပြီးတော့ကိုစေယိုနေမျက်နှာချင်းဆိုင်လိုက်တိုင်းမျက်နှာငငယ်နဲ့ခေါင်းငုံသွားသည်များကိုမြင်မိပြီးတနာလာပြန်သည်ပစ္စည်းဥစ္စာမပြည့်စုံသေး၍လောမသိဒီလူကြတော့ဆက်ဆံရေးပြည့်ပြည့်၍ကိုစေယိုအားလေးစားချစ်ခင်ပုံများကို တွေးလိုက်မိပြန်တော့ကဝမ်းနေတယ်လို့လို့ဖြစ်လာကြပြန်၏ ဦးတာတိုက်တို့ကိုသားပေါင်းတို့စားကြပါလားဘယ်ချိန်ကရောက်လာမှမသိတော့မကြီးတိုင်းအတန်းကဆဆဆဆနဲ့ရောင်မရိတ်စီကထွက်ပေါ်လာတော့မှ ကိုစေးရုံမှာစက်ကနေခေါင်းထောင်လိုက်ပြီကဲတော်ကြအောင်ပြုထိုကဲ့သို့အော်ပြောလိုက်ကခေါင်းပေါင်းသောပစိုးကိုဖြုတ်၍မျက်နှာကိုပုတ်ရင်းအတော်ကလေးရှောက်သွားလေသည်ကျုပ်လည်းတမနတ်လုံးကိုမနာတမ်းချက်တာပါပဲတော်ဟောသည့်မဲစိတ်ကလေးကငိုနေလို့ချော့နေရတာနဲ့ပဲနေမျက်နှာကိုစေးရုံရဲ့ မကြီးတန်ကသူ၏တမင်းပို့နောက်ကျခြင်းကိုရှင်းလင်းပြောပြလိုက်ပြီးပစိုးတုပ်ကိုဖြီကတောက်ရခဲလာသောစက်ကူတစ်စိမ့်နှင့်တနက်ဖက်ဆက်လက်များကိုထုတ်ယူရင်သမင်းတော်မဲစိန်ရေခက်ရာကပြန်လာမှစားကြတာပေါ့နင်းနေအမောပြေအောင်ချွေလီလဲတိတ်သွားအောင်လို့ကြော်လီဆန့်ကြပါဦးဆက်လက်လဲမလိတ်အားတာနဲ့ဘဲခရိုင်းကြီးရိုက်နဲ့ဈေးပြန်နေစီကစုံခဲ့ရတဲ့တော်ရီထိုကဲ့သို့တစ်စက်တည်းပြောလိုက်ကသမင်းကျွေးရန်ပြင်ဆင်နေလေ၏ ဘာဟင်းလက်ရေးကြည့်တယ်ရ။အော်မနေ့တုန်းကရုံးမင်ကန်ကလာတဲ့အမဲသားဒေစီကအမဲသားကိုစီပြန်ချက်ပြီးဘဲကြီးဟင်းညိုငပိချက်နဲ့ပုံလာရွက်ပြုတ်ပဲတော်ရေးဟင်းဆက်တော့တိတ်မတဲလဘူး။ကတိလင်းသားနဲ့ဝဲရတာနတ်ဖန်ကောက်လိုက်တိုက်လေဒါပဲကျွေးရမှာပဲ။ဟောမင်းစိန်လာပြီစားလဲကြ။လက်စေးကျင်လဲစေးကြအောင်။သမီးတွေကတော့အများကြီးပဲအဝတာစားကြအာမနာနဲ့။ဟဲ့ထုံးခင်ထလာဟဲ့။ သမင်းစလုံးကြီးနှလုံးနဲ့အမဲသားဟင်းတစ်ကြိုင်ဘဲကြီးဟင်းတစ်ကြိုင်ငပိကျက်တပကံမှာခဏတာနဲ့ကိစ္စတုံးသွားကြ၏ကိုသားမောင်က ကောင်းပါဗျာကောင်းပါဗျာတို့ကဲ့သို့ပြောရင်ဆက်လိုက်မိကြီးကဘိုင်လေးလေးနဲ့ညောင်မင်းချေရင်ဝဲပြက်လှဲလိုက်သည်အားရပါးရစားတော့ပြီးသမင်းစိတ်တက်ကနှိမ့်နှိမ့်ချိုက်ချိုက်အိတ်လိုက်ကြရာအတော်ကလေးနေဆောင်မှထပြီးအလုပ်ကိုဆက်လုပ်ကြတော့လေတကူလုံးနာကျင်နေတော့တပြည့် မနေ့ပိုင်းကလောက်တွက်လက်ချင်းမရှိကြတော့လက်ဖွားများမှလည်းသွေးအေးနေသဖြင့်အထစ်မခံနိုင်တော့ပဲအောင် EB လောက်ကြရည်သည်ငလုံးမှာတွင်ကျဲခြင်းမရှိလာပေမယ့်မနေ့ကအတော့နှင်းထားသဖြင့်နေချီအပြောက်တွင်လုံးဝအလက်စားတက်လိုက်ကစီးပြီးသောကောက်လိုက်များကိုပင်လဲတစည်းစာ နှစ်စည်းစာအပုံကလေးများ ပုံလိုက်ကြသည်မြူနေနှင့်အမောင်ရည်သည်နေမြန်စွာအုပ်ဆိုင်လာ၏မကြီးတဲ့ဗာငိမ့်နှင့်အပေါ်များပြန်သွားကြပြီဖြစ်တော်လဲ ကိုစီယိုကညကောင်းလိုင်းဆောင်ရန်မီးလုံရန်တစ်ကိုင်းကြောင့်ထန်းရွက်ကြောင့်ထန်းစင်းနှင့်ထန်းဘုံပံများကိုလိုက်လံစူဆောင်ရေးနေရခဲ့သည်ယနေ့ညအဖို့တာပနှစ်ယောက်ကောင်းလိုင်းဆောင်ရင်အိယမီဖေရာတာကလေးဖြစ်သူတမင်းသွားယူရကပြန်မလာမီ ကောင်းလိုင်းတိုင်သောလှဲများသွားလိုက်ရန်အတွက်ကတိများကိုပောက်ပြားနှင့်ဖြိုဖြက်လမ်းဖောက်ရင်းတားအလာကိုစောင့်မျှော်နေပေသည်တရိပ်ရိပ်နှင့်ရတိုင်းစုတ်ဝင်းလာသောနေရိပ်မှာ ဂဲရပြက်လောက်ကွာသွားလျင်ပြာညွတ်ညွတ်ကိုသာမြင်စေရတော့သည် ပြေဝန်းစာဆန်းလာမှလည်းအမောင်ရိတ်နေအတူထွက်ပေါ်လာကလင်းရောင်ပတ်ပြန်ပေးနေ၏အဖေထမင်းစားရအောင်ပြုဓာတ်ရှင်နဲ့လက်ခောက်ချိုးဆောင်ပါလေးတတဲကိုလက်ဖြင့်ပိုက်လျက်ထမင်းတုပ်ကိုရွက်ကဘာငိမ့်ရောက်လာပြီးခေါ်လိုက်ရာကိုစေးယူကလဲလက်ဖောက်ပြီးပောက်ပြားကိုထမ်းပြန်လိုက်ရမှာလူကလေးရောက်လာပလားမြန်လှကြည်လားကွမင်းကစားခဲ့ပြီပလား မိုးချုပ်နေမှာဆိုလို့မစားခဲ့ရသေးဘူးအဖေကအေးအေးစားတာပေါ့ဂျိုးလေပြောက်တကောင်ကအချိန်မတော်ထတွန်လိုက်သည်အိတ်တန်းတက်နောက်ကျတော့ပေါ်ကွဲပြိုင်းအောက်တကောင်က ကော့ကော့နဲ့အော်မီကပြတ်တန်းပြန်သွားသည်ကိုစေးရုပ်ဖိုးလိုက်တော့မိရကြောင်မကြီးပင်ထက်မှဂျိုးနီပူကလေးများကလန့်ပြန်ပြေးကြ၏လူကလေးပြသမင်းစားပြီးရင် ပိုပက်လေခေါကြီးတဲ့ကကောက်လိုက်တွေကိုပုံလိုက်ကြအောင်ဆိုတော့ မနဲ့ကြမှာဆိုရင်ကတိလေးနာဖြစ်နေပါဟုတ်ကဲ့လေကွက်နဲ့ပြစ်ချထားခဲ့သောကောက်လိုက်များကိုလဲဘော်တို့အချိန်တူတူနဲ့တင်ပေးနိုင်ရန်နီးရနီးရနေရာများတွင် တစည်းစာနှစ်စည်းစာစုပုံထားကြခြင်းဖြစ်သည် လာရောက်နှင့်ငွေနေရီတို့သည်လှုပ်ရစော်မြူးနေသောမြောက်ပြန်လေအင်းနှင့်ရောရှက်အေးများနေ၏ကိုစေးရိုးတို့သားဖတ်မှာကောက်လိုက်များကိုတိုက်ရွှဲရွှဲနှင့် နှစ်လိုင်းသုံးလိုင်းစသဖြင့်နိုင်တဲ့လောက်တည်ယူစုပုံနေကြရာမောပန်းခြင်းမရှိကြပေဇဗနံများကိုအပေါ်မှာထား၍ထောင်ရင်းဖြင့်တညာလုံးနှင်းဆိုစေပြီးနတ်ပြန်မနဲ့ကိုင်းတွယ်သောအခါတွင်ဇဗနံများမကြွေမကြိုးစေရန်ပြုလုပ်နေပေသည်ဤညဖို့ကောက်လိုင်းများကို အမီးပြန်ခေါင်းပြန်ချခဲ့ပြီးဒီအပေါ်မှာတောင်းအဖနှစ်ယောက်စောင်းပါလေးနှင့်အိတ်ဆက်ကြတော်သည်သူတို့နှင့်မနီးမွေးရှိမိဘမှမိတောက်ကလေးများမှာ ုံဆက်ရှိအိယာနေရာတို့အလင်းရောင်ပေးနိုင်စွမ်းမရှိရေညံမူလူသောလူဆိုးတကူများကလည်းပေါင်ခိုး၍အိတ်နေသောသားဖာနှစ်ယောက်ဟာရုတ်တရက်မြင်နိုင်စွမ်းမရှိကိုစေးရုံမှာတ냐လုံးကောင်းစွာအိတ်မပြောနိုင်ပဲတောင်မြောင်လေးပါလှဲ့ပတ်ကြည့်ရှုနာဆိုရင်ထား၍ဆက်လိတ်တောက်လိုက်လဲနေလိုက်နေတာတ냐တာဤစုံငိန်ကိုပြတော့တောက်ကြကြဲကြီးထွက်လာခြင်းတို့တိုင်ခဲ့၏လူကလေးလူကလေးဟဲ့လူကလေးထထ ဘာငိင်းတင်မကိုတဖက်ဖက်ပုတ်၍နှုတ်လိုက်၏။ဘာငိင်းကတုတ်တုတ်ကလေးများမလို့။ဟဲ့လူလေးထလကွာ။ကိုစေးယုတ်ကထက်မှန်၍ဘာငိင်းခြေထောက်ကိုဆွဲပြီးအတန်ကိုပြင့်ခေါ်လိုက်မှဘာငိင်းမှာအင်ကနေတစ်ချက်မြည်လိုက်ကပြေချနေသောဆောင်းကိုဇွဲယူကျုံလိုက်ပြန်ရ။လူလေးလူလေးထတော့လေကွာ။ဒါနဲ့ပဲမိုးလင်းနေလိမ့်မယ်။ထိုကဲ့သို့ထက်မှန်ပြောဆိုလိုက်ပြန်၏။ပြဒီတော့မှဘာငိင်း နောက်ကနေထထိုင်လိုက်၏။ဟိုမှာကျယ်နေကြီးတောင်တော်တော်မြင့်လာပြီကွထတော်လို့နှိုးတာ။လဲသမားတွေကိုလိုက်ပြီးနှိုးလူစုံမှခွေးတက်မကြီးပင်လမ်းကမောင်းခဲ့။ဟိခုတ်ပင်လမ်းကမကောင်းဘူးရန်တိုင်းနေကျိုးကုန်လိမ့်မယ်။မင်းမေကိုလည်းမှာခဲ့တလင်းထဲကို ကောက်လိုင်းတစည်းစီရောက်ရင်ကောက်ညင်းပေါင်းကျွေးပါလို့ကြားလာလို့လေ။တို့ကဲ့သို့လေးရှိကြီးပြောပြမှားကြနေလေသည်။ဘာကြီးမှာလေဘေးမှာလုံကြီးကိုဆွဲချစီလိုက်ပြီး ဓားရှင်နှင့်ညက်တွေကယူခဲ့သောတမိတုပ်ကိုကိုင်လိုက်သည်စောင်းချုံတောင်းလကွာ အဖေပြောတာတွေကိုမမေ့နဲ့တော့ကြာလာဟုတ်ကဲ့ကြားပါတယ်ကျဲနေကြီးချမ်းများတတလောက်တွင်လဲသုံးစီးရောက်လာသည်ဖြင့်နှစ်စီးကတယောက်တစ်လက်ကောက်လိုင်းထိုးတင်ပေးကြပြီးဂျန်ဒစီးကိုကိုစေးယိုးကတင်ပေးလိုက်သည်တဘာဝမိခင်ယူရမှုကိုပြည့်စုံလုံလောက်စွာမခံယူရတော့ဤမိုးကောင်ရေရှားဒေတာလဲများမှာ ၄၀စိုက်လေကိုလဲစီ၃၀ကျော်35စီတိုက်ရလေအလိုအကျိုးကောင်းသောလဲများဖြစ်သည်လက်စားခေါ်ထားသောလဲ၁၇စီနှင့်အင်္ဂါလဲပါ၁၂စီဖြစ်ရာယနေ့မနက်ပိုင်းမှာပဲအေးအေးလေးပါနိုင်ပေမည်ကိုစေယူကဗတ်ပက်နေသောလဲကို သူကိုယ်တိုင်ကူ၍တင်ပေးလိုက်ပြီးလဲကုံသွားပြန်လျင်လဲကသိန်းတွင်စိုက်ထားသောဘဲကပီနှင့်ဘဲလုံးပင်များကိုတစင်းတစ်ချောင်းနှင့်ရိတ်ရင် ကောက်သေးကောက်တလိုလိုနှင့်လူလိလျင်ကောက်လိုင်းကိုပါဆွဲတံသော မြေမက် level များ၏ဘေးရန်ကိုစောင့်ရှောက်ရန်ကြံရစ်နေခဲ့ခြင်းဖြစ်သည်။ကောက်လိုက်တစည်းကိုခိုးသွားရုံနဲ့တော့ထူးခြားခြင်းမရှိတော့လေ။တစည်းပေါင်းများလာသောအခါတွင်ခက်ဆုတ်ဆုတ်ကလေးထိခိုက်လာပေတော့မည်။လေကူလီအလုတ်ပေါ်ချိန်နှင့်ရာသမားဥယျာဉ်သမားတို့၏ခေါင်းငင်ခိုင်းစေခြင်းခံရသည့်အခါများမှသာသူတို့၏လှုပ်အားကိုမတန်တဆနေပါသောနှုံးတာနှင့် ရောက်ချရသောဤမြေမက်မျက်နှာမွဲတို့အား အဘဲသူတစုံတယောက်ကားမြယနေ့တက်တီတာဝန်ယူစဉ်းစားခြင်းမရှိသေးပေသူတို့၏အနာဂတ်ကာလကအားထားပွေရမမြင်တော့အကာလပင်ဖြစ်ချည်သည်လေသမားလူတန်းသားတို့၏နှုံနဲ့ငတ်မွတ်ကြသေးပါမူလေသမားလူတန်းသားတက်ပင်မောင်တိကြနေသောဤတက်ကိုင်းလိုလူတန်းသားအဖို့ကအဘဲမှာစိုးဝယ်ရာရှိပါတော့အန်ဒီနေရိပ်သည်ခြေပွားအောက်မှအရှိတ်ဘက်သို့အနှဲငယ်ဆုံးထွက်လာသည်ကောက်လိုင်းများကုံခဲ့ပြီးဖြစ်တော်လဲ ကိုစီယိုနဲ့ပဲပင်အပုံကြီးမှာတောက်လောင်ပူပြင်းလာတော့နေအချိန်အောက်၌ရက်တီမြဲရက်တီနေခဲ့ရသည်အဖေရေအဖေဟေးလူလေးဘာလဲဟာကောက်လိုက်နေကြံသေးလားပြို့ဟေးဘာပြောတယ်နေကတဟူးတိုက်နေရာပြောလိုက်တော့အတန်ကိုနရွက်လေတိုးတန်းကလွှမ်းနေတဲ့ဖြင့်တဲကွဲစွာမကြရကိုစီယိုကဘာညိလဲရှိရသူတရွရွလျှောက်လာပြီပါဟာဘာပြောတယ်လဲဟုမေးလိုက်၏ ကောက်လိုက်နေကြံသေးလားလို့မေးတာအဖေကကောက်လိုက်နေကုန်ပြီပဲပင်နေပဲကြံတော့တယ်အခုတင်ပြီးအဖေပါလိုက်ခဲ့မယ်ထမင်းစားကြပါလားကျုပ်လာတော့မစားကြသေးဘူးချစ်ချစ်တော့ပူပြင်းလာတော့နေရအောင်တွင်ခက်ကြမ်းကြမ်းကလေးတိုက်ခိုက်နေသည့် လေဟုံကြောင့်အစိုးတက်မပြတ်သေးသောနေတက်မှရိုးပြိုင်ညွန့်လေးများမှတလူလူရိမ့်လွင့်နေကြပေသည် ကိုစေးရုံမှဒီတစ်နှစ်အဖို့ဒီတစ်ချိန်သာတွေ့ဆုံလာရောက်ရခြင်းအဖြစ်နဲ့သူ၏လေခွေများကို စိမ့်စိမ့်ကြည့်ရှုလိုက်ပြီး လဲပေါ်သို့တက်ထိုင်လိုက်သည်လဲခွက်များမှာ ရှင်းလင်းပြန်ပြူလျက်ရွက်စိမ်းလေးများဝေစားနေပေ၏၄ကဆုံလာပြည့်လောက်ကလေးကနေစဉ်တွေ့မြင်ထုံရက်ပြုပြင်လာသည့်လဲခွက်ကြီးကိုမပြတ်သောတန်ရုံးစဉ်ဖြင့်ဖွဲ့နှောင်းအပ်သောတွဲတာခြင်းက ကိုစည်းရုံအားလဲပြန်ပြန်၍ကြည့်နေစေခိုက်တွင် မကြီးပင်နှင့်အုံးထဲပင်ထက်မှဂျိုးလေပြောက်နှစ်ကောင်ကခက်ချွဲချွဲဥဒံပေး၍ကိုစည်းရုံအားနှုတ်ခွန်းဆက်၏ လေဘရောင်ထဲမှာအမဲစီခန်းဒီမှာကြာမြင့်ပြီးဖြစ်သည်ဖြင့်ပြီးရင်နိုင်ကြီးစပွဲမီဟီလာတော်လှဲမှာလေများကိုတကွင်းပြီးတကွင်းတကွက်ပြီးတကွက်ဖက်ကျော်လာခဲ့ပြီးလေတစောင်းနဲ့ရွာရကားတိုင်ကိုစောင့်တိုက်ခဲ့က စီယိုဖယိုဖယဲနဲ့နေဆိုင်ထမ်းရွက်တဲရှိတွင် ကြည်ကနေရသွားသည်မောင်လေးနေပါစေနွားတွေကို အမဖြုတ်လိုက်မယ်အဖေထားခဲ့ထားခဲ့ကြုတ်ယူခဲ့မယ်လေအရက်တွင် ချောစိန်က တဲထဲမှထွက်လာပြီးဘာရင်နဲ့ကိုစေယိုအားကြိုးစူပြောလိုက်ခြင်းဖြစ်၏ကိစ္စမရှိဘူးမိန်းကလေးအဖေယူသွားမယ်ကိုစေယိုကပြောပြောဆိုဆိုနဲ့ခမောက်နဲ့တရှိကိုယူပြီးလဲပေါ်မှာဆင်းသွားလေသည် စားလို့မိန်ကြရဲ့လားပြို့တဲထဲသို့ဝင်ပြီးလျင်ကိုစေယိုကစားတော့ပြီးစားလူများကိုမေးလိုက်ရင်တဲတွင်အနှံ့ခင်းထားသောနှီးကျန်းပေါ်တွင် ထိုင်ချလိုက်သည်မိန်ပဗျာမိန်ပမိန်ပ ဘယ်နဲ့ဥသာတိုင်းစဘာဘလောက်ထွက်ပါမလဲခန့်စမ်းပါဦးဗျဟာငါတိုက်ရတာကကျင်းလေတွေကြီးပဲကွာနိုင်ကြီးကျွလေတွေကဘလို့နေမှန်းမှမသိပဲနဲ့ဘယ်နဲ့လုပ်ပြီးခန့်နိုင်ပါမလဲဒါတောင်ကျင်းလေတွေကမညီဘူးကွာအသီးနဲ့တဲ့ဘာကြီးတာတိုက်ကလိုင်ကျိုးတွေတို့ထားသော ထုံးကို အောက်သွားနဲ့ချီ၍စားထားသောကုန်းကြီးထုံးပေါ်ခြင်းကိုပြေးရင်ပြောလိုက်၏อืมကောက်ဆိုင်မတွေစိုက်တုံးကလည်းလက်ကွက်မညီခဲ့ကိုဗျမိုးကလည်းမရှိတော့ဘယ်မှာအသီးပါပါမလဲ ကံမတကားပေါ့ဗျာ။အော်ဘာစိန်တို့ကစားပြီးကြပါလား။အေးဟေ့စားပြီးပါပြီကွာ။ကောင်းလိုင်းဆိုင်ကဘလို့များဆိုင်ကြလဲ။အေးကွာငါတော့စဘာတွေလဲတိတ်ပြီးမကျွအောင်တရက်ပင်ရိတ်မှာပဲတင်းမောဥပုံပဲဆိုင်လိုက်တယ်ကွာ။ဒီနေရာမှာဆိုင်မှလဲဟိုဘက်ကနေရာမှာချောင်းချောင်းကြီးကြီးကောက်ပြန့်နိုင်ပါကွာ။မင်းဒီနေရာကတင်းမောဥပုံဆိုင်မှနေရာချင်းချင်းနဲ့ကောင်းလိုင်းဝင်မှာမိုးရွာခြင်းတလောက်ရွာအထဲကိုမပေါက်ဘူးတက်ကဲမိုးတဲ့လုံသေးတယ်။ စိတ်ချပါစေယောဟာတွားကြတဲ့မှာအမဲသားဗန်များကိုတွားကြထုတ်ရင်ကြောက်ပုံးမှတသက်နဲ့ကိုဘဆိုင်က နေရအထားသူနဲ့ညှိနှိုင်းစရာချပြကခက်ရှိရှိလေးဆင်းပြလိုက်ရအေးပါကွာမင်းကောင်းတယ်လို့လှုပ်ခဲ့ပေါ့ငါဘလို့ဆိုင်တယ်လဲဆိုတာသိကျင်တာပါထိုကဲ့သို့ပြန်ပြောလိုက်ပြီးမျက်လုံးကဘူးမကြီးတန်ကိုတဲရွင်အနှံ့လိုက်ရှာဖွေနေပြီဘောင်စေးယိုထမင်းစားလကွာကြီးတန်ကတလင်းထဲမှာကောက်လိုက်နေကို နလွတ်တီဆွဲပါဆိုလို့သွားဆောင်နေတယ်ကွငါတို့လည်းအေးအေးဆေးဆေးမှပြန်မှာပါထို့ကဲ့သို့ကိုသားမောင်ကအလိုက်တိစွာပြောလိုက်တဲ့ပြင်ကိုစေးရုံမှာထမင်းပွဲသို့ဝင်ရသည်လက်စားခေါ်ထားသောလဲသမား၁၁ယောက်နှင့်ကောက်လိုက်ဆိုင်ကူသူ၆ယောက်မှလက်ဖက်ရည်ကြမ်းတောက်ရင်စပါးထွက်ခန့်သူကန်နေစင်းဆယ်တောက်လဲသမားများကရေမလာတပြည့်မျိုးစုံကြောင်းညီသူကညီနှင့်စုညံနေကြသည်အမတော်ကြီးစိတ်ရမှမစိတ်ရပါဘူးဟုသော ပြဿနာကိုရင်းခုန်တန်းက ြေးထန်စွာပွက်လောရိုက်နေသည်အတန်ကြာမှနွားစာစင်းရန်ကျိုးကြည့်ရန်တလေးရှိရန်စသဖြင့်တဖြည်းဖြည်းထပြန်သွားကြလေ၏တလင်းတဲသို့လေထဲမှကောက်လိုက်များမရောမချင်းစိတ်တင့်တင့်နှင့်ရင်ကိုမ၍မောရသောမကြီးတယ်မှာယခုမှတက်ပြင်းကိုချလိုက်နိုင်တော်သည်ကောက်ဆိုင်ပြီးချိန်တွင်ဟင်းကနေချ၍တတိအောင်ခဲ့ပြီးကောက်လိုက်တိုက်ပြီးချိန်တွင်ဟင်းတစ်ချက်ချလိုက်ပြန်ကနေရွက်ဖက်၍ပြီးစီး၍ပုတ်သေးကြည်တဲသို့တွင်းပြီးကမ မတင်မကြကြံရှိနေသေးသည့်အလုံးကြီးမှာဟင်းကနေလွတ်လွတ်ကျွတ်ကျွတ်ချလိုက်နိုင်တော်သည်ဒါဗိဒိမမြင်ကွယ်ရာမှာကောက်လိုင်းများကို တလေးနဲ့သို့အပါတဲခဲ့ပြီသည်ဖြင့်အတော့ကိုပေါ်ပါသွားရပေပြီမကြည်သေးသောလက်စားများနဲ့ဘေးမနိုင်ကောင်းမနိုင်ဖြစ်နေသောအပေါင်းအသင်းများကိုဂူညီတန်ကဂူညီလက်စားလိုက်တန်က လိုက်ရအုံးမီဖြစ်သောကြောင့်လေးငါရဲ့ကြာမှစဘာနေချင်းစနိုင်ပေပြီ။ယနေ့အဖို့တဲကလည်းမပြီးသေးသဖြင့်ကိုစေးရိုးတို့တားဖနှစ်ယောက်မှာ ။ကောင်းလိုင်းဆိုင်ပေါ်တွင် ဆောင်းပါးကလေးတထည်စီနှင့်အိတ်ချရသည်။တရက်ရွယ်များကြားမှထိုးပေါက်ကြာဆင်းလာသောငွေရောင်အမြင့်လေးများက ကိုဆေးရွီမျက်နှာပေါ်သို့ပတ်ပြန်းပေးနေ၏။အမေဘုတ်ဤခင်ကြီးလိုဥပောက်ကအဆရှာမရချာချာလဲနေသောပလွေတံကို အမတ်မထင်နားဆိုင်မိရင်မျက်ခုံမှာတဖြည်းဖြည်းနှင့်လေးလံလာတော့၏။ဆောင်းဤထန်သီးချိန်ဝဲလွာကြီးဆောင်ကလေးကိုစီနှင့်ကိုရံတော်လဲ။ ကောင်လိုင်းရင်ငွေကတရေတက်ကိုတားဆီးပေးပေသဖြင့်အိတ်ဆက်ရသည်မှာအရသာရှိလာပေသည် လေမတိုက်နိုင်စီရန်ဘေးမှကောင်လိုင်းစည်းများကိုကာရံပေးတာဤနုညံ့ဤဆက်သောဖဲမွေရာကြီးများကမှကိုငွေမရမီကြတွင်အိတ်ဆက်စီစည်းတော်လဲတလေးမသိမချင်းပိုက်ပတ်အိတ်ဆက်ရမီစောင်းကပလာကောင်လိုင်းဆိုင်ကြီးမှာတညတလုံးထွေးပိုက်ပေးကတားငယ်များချမ်းမှုအင်းမှုဘေးတံမှယူရကာကွယ်ပေးနေပေသည်ဒီကာမျိုးဝယ် ပင်ပန်းကင်းသမျှတို့သည်ပြက်လင့်ကြွေရောကုံတော်၍မွေရောသည့်အတိကိုရရှိစေ၏မပြည့်စုံမလှပသောဤလူရန်စာအဖို့မှမူဤကပလာကြီးကိုနှစ်သက်လာ၏စုံမက်မြန်တို့လာ၏သူအတွက်ပင်ကျွေးရီတီယူဆင်းခဲ့ရသော အရင်အနည်းဆိုင်တော့မှုအားလူစားဖို့ဖြင့်ပြန်လဲပေးဆက်၏နောက်အတွက်လဲသူကပင်ပေးဆက်ပြန်ကယူရချစ်ကျင်သောမိငင်ရင်ွက်ပမာသွေးပိုက်ပြန်ပါပြီ။ သို့သောတညတာလုံးနှစ်နှစ်ချိုက်ချိုက်ကြီးချမ်းမြေတရားခဲ့သမျှတို့သည်မနက်အိယာထတွင်တကူလုံးကိုက်ခဲနာကျင်စေခြင်းဖြင့်ကောက်လိုင်း၏ပြင်းထန်သောအပူဓာတ်ကလက်ဆွမ်းပြလေတော်သည်တို့ရတွင်သုံးရက်ခန့်ဆက်လက်အိမ်မြဲအိတ်လိုက်ပါမူသူ၏ပြင်းထန်သောအပူဓာတ်သည်ထက်မြက်မှုပြက်ပြဲသွားရတော့ကနေကောင်းထိုင်သာအိတ်ကောင်းမြဲပင်ဖြစ်စေလျက်ခိုးဝင်လာသမျှယင်းနှင့်တဲလျာတို့အားဤကင်ဆောင်းကပလာသည်ချစ်စပွဲယူရခြင်းဖြင့်ယူရပေးနေ၏ ontem.